လားရေးပြပြပါလားခြေတာပြတ်ဟုတ်ဟမ်ဒီရေးပြတ်ဒီတော့ဒီတော့ပြီးတော့ခပ်ပြီပဲခြေတာရေးပြီလားသူရေးပြီဟာဟုတ်ဦးစင်းကအဲနိုင်ဘက်ပေါ်ရင်ပြောပြလိုက်အောင်ဟဲ့လားသူနည်းရပါဒီကမှဟုတ်လားအဲကောင်းတယ်ပါလေ၃ခုပေါ့ဟဲ့လား အဲ့တော့တကယ်တော့အခုလိုမိကွန်းနေမေးတာကတကယ်တော့ဖြေလိုက်တဲ့ကမှာပဲဖြစ်ဖြစ်ပေါ့ဟုတ်လားအမှားမှန်တာကအဓိကလားသူကစဉ်းစားတတ်တဲ့အသိဉာဏ်ဖြစ်ဖို့ကအဓိကလားစဉ်းစားတတ်တဲ့အသိဉာဏ်ဖြစ်တာအဲ့ဒါသူကဒီဖျားရှင်ကပေါ့သူကဟုတ်လားဒီတရားတွေသင်ပေးတယ်ဆိုတာလူတွေကသူကမှတ်မှတ်ကြံကြံပါတယ်ဆိုတော့စဉ်းစားတတ်ဖို့ဘယ်လိုစဉ်းစားတတ်ဖို့လဲ အဲလူကြီးကစဉ်းစားပုံပေါ့မှားနေကြတာမိုင်းမိုင်းရတယ်စဉ်းစားပုံမှားနေကြမင်းကပြောလို့ပေါ့ဟုတ်လားဟုတ်လားအဖေဟိုပါတဲ့မှတ်ကြီးချင်းကြီးကမခိုင်းနေဘူးလားခိုင်းနေတာအဲနဘူးပေါ်မှာချင်းကြီးကခိုင်းနေတော့သူသားကနေပြီးတော့ချင်းကြီးကိုဟုတ်လားအစိမ်းနဲ့မခုတ်လိုက်ဘူးလားခုတ်လိုက်တော့မှတ်ကြီးမသေးပါဘူးလားသူ့ပေရောသေးတာအဲသေးသွားတယ်ဟုတ်လားဒီကတော့ပါလေစဉ်းစားပုံမှားနေတာပေါ့ဟုတ်လား ဆိုတော့ကျပ္ပကြီးကိုလည်းဒီမှာမှန်ရှင်းမှာပါလေဟဲ့လားထောင်လေးပေးလိုက်ရောကျပ္ပကြီးကမှန်အောင်မကုတ်ဘူးလားခွက်တာဘာလို့ခွက်တာလဲအဲအရေးကူပါလေအကောင်ထင်လို့ဟဲ့လားဒီနေ့ကနေဟဲ့လားတတဝါတွေကအတိတွေမမားနေဘူးလားမားနေတာမားနေပါဟဲ့လားအဲ့တော့အတိတွေမားနေတော့သူကပါလေအတိမှန်အောင်လုပ်ရအောင်အတိမှန်ဖို့ဆိုရင်စဉ်းစားဖို့ညီပါတော့မလဲမှန်ကန်ဘာမှန်ကန်မလဲ အဲ့တော့တရားဆိုတာမှတ်ထားပါလေစဉ်းစားတွေးခေါ်အောင်ပါလေမှန်အောင်ပါလေသင်ပေးရတယ်ဟုတ်လားဒါစဉ်းစားတွေးခေါ်တော့မှန်အောင်ပြင်အပြည့်ပြည့်စုံမပြောမယ်ဆိုရင်တော့တိလာတမာတိပညာကိုသင်ပေးတာဘာကိုသင်ပေးတာလဲကြွားဒီဟလာစောစောဆရာလေးနှစ်ပါးဟလာဒီလာရင်ဘုရားရှစ်ပါးတိလာမလုံဘူးလားလုံလားအဲတိလာလည်းမဆောင်သိအောင်လားဆောင်သိလား ။အတီလာကဘာလို့ဆောက်နေကြလဲတီလာ။ဟာ။အဲ့ဘူးဦးစင်းအဲ့လားဘူးတရားဟောတယ်ဆိုပြင်ပြန်မမေးဘူးလားမေးလား။အဲ့ဘာလို့မေးရလဲဒီပါ။အဲစဉ်းစားတတ်အောင်သွားသို့တယ်လားဥပါဆိုဆရာလေးတွေညာသာစားလားမစားအောင်လားမစားရအောင်မစားအောင်ပေါ့ဟဟလားဘာလို့မစားခိုင်းကြလဲသမိန်ကုန်မှာသို့လား အဲသူများနေအောင်ကျွေးနေတာပဲဒီတကယ်တော့ဟဟာသမီးမစားနေဆိုတာသမီးကုံမဆိုးလို့လားဟင်းကုံမဆိုးလို့လားဟမ်အင်းရှစ်ပါးတီလာထိန်ခိုင်းနေဆိုတာဘာလို့ထိန်ခိုင်းတာလဲအဲ့ဒါပါကုလိုရဖို့ပဲဆိုတော့အဲ့တော့ညနေသာစားရင်ကုလိုရရလားမစားမှကုလိုရရလားစားမှကုလိုရဟော ဲ့ဒီကောင်ဆိုင်ကုသိုလ်ရရလို့ထင်ရတာပါလားဒါဆိုတချို့စေယုံနေပါတယ်မတက်ရဘူးလားတက်ရတာတက်ရတယ်တချို့ဒီတိုက်ပိုက်တွေပါနေဟင်ဟာလားအဖတ်စားရလားမစားဘူးလားအဲမင်းညစာမပြောနဲ့မနေ့စာလည်းမစားဘူးညစာလည်းမစားဘူးရေပဲတောက်နေရတယ်လူမမာတွေလေရေပဲမတောက်နေရဘူးလားတောက်ရလားအဲ့ဒါညစာတွေစားရလားမနေ့စာပါမစားဘူးလားမနေ့စာဘူးမနေ့စာညစာမစားဘူးဒါဆိုသူတို့တွေကုလိုတွေနေရဘူးလားရတာ အဲညာသာမစားဘူးကုတုရရတယ်ဆိုရင်ဈေးရုံပေါ်မှာညာသာမစားတဲ့လူတွေကုတုရမှာပေါ့ဟာလားရေတော့အစာမစားလို့ကုတုရရလားဟုတ်ပါဒါဆိုဘယ်လိုကုတုရပါလဲတိလာအောင်လုပ်ကြအဲတိလာကြုံနေဆိုတာအစာမစားတာမဟုတ်ဘူးလားအဲဟာလားအစာမစားတာပါတယ်ဟာလားနောက်ဆရာကြီးတို့ဥပုသ်ဆောင်တော့ဆရာဘုံတင်ပေးရလေညာသာ အဲဒီတွဲညစာပေါ့ညစာမစားဘူးနောက်ပါလေဟဟလာညင်တော်မြတ်တော်အိယာဒီမှာအိယာလားမအိယာဘူးလားမအိယာဘူးလေသူကဇိန်ခံပြီးတော့အိယာဘူးဟဟလာပြီးရင်ဟဟလာနိစ္စဂီတဝါရိဒတော့တစ်ချိန်ငါးချောင်းသားကြီးကောက်ကုန်တာကြီးလောရလားမလောရဘူးလားအင်းအဲ့ဒါကြီးဟဟလာပန်းလန့်တာကြီးရောရေမွေးနေရတာဒီမိတ်ကက်တွေပါရောလိမ့်ရလားမလိမ့်ရဘူးလားမလိမ့်ရဘူးဘာလို့မလိမ့်ရတာလဲ အင်းလိမ့်မင်းရောဘာဖြစ်လဲအဲလူရသမသမလားဟိုအဲတဏ္ဍာရီဘာကြီးလိမ့်မင်းငရေကြီးတဲ့အပြည့်ဒီလိုထင်တာပေါ့ဟုတ်လားတချို့တွေဆင်းရဲတဲ့လူတွေလေအဲ့လားအလုတ်ကျန်းနေလို့နေရတော့တဏ္ဍာရီဟုတ်လားမိတ်ကပ်တွေလိမ့်နိုင်လားဒါဆိုသူတို့တွေမလိမ့်မဲ့နေတော့ကုသိုလ်မရဘူးလားရတာအာဒါဆိုဆင်းရဲလူဖြစ်တယ်အဲအဲ့လားလူတွေစဉ်းစားဖို့ပဲလူတွေက မီးမစားလို့ညနေကမစားတော့ဟဟာကုလိုရတဲ့ဒီနေမိကက်တွေမလိမ့်တော့ပါလေကုလိုရတဲ့ဒီနေဆိုတော့ဘာကြောင့်ကုလိုရပါနဲ့မကြည့်ကုလိုရတဲ့ဆိုတော့ဘာဖြစ်တာလဲကုလိုရတာမြင်ရလားအဲဘာလို့ဘယ်လိုမမြင်ရပဲဘယ်နေရာကုလိုရပါလဲဒုတိယစာရင်ဖြစ်ဘာလို့ကုလိုရရလဲပြီးတော့အဲမဖြစ်သီလသမာဓိစောင့်ခြင်းပါ ဟိန္ဒီစိတ်ပါအဲဟိန္ဒီစိတ်ကရက်ရက်ရအောင်ပြတဘနေဥဒနီယအတင်ပေးထားရည်လေဟလာယောက်ျားလေးကမြင့်မြတ်တာလားမိန်းကလေးကမြင့်မြတ်တာလားမြင့်ကြောင်းလေကကြားလေးလည်းမြင့်မြတ်တယ်မြင့်မြောင်းလေးမိမလေးလည်းမြင့်မြတ်တယ်မြင့်တိလာပါးပြီးတက်ပြားတယ်ကြားလေးလည်းမြင့်အောင်အဲတရားတရားအဲ ဟလာယောက်ျားလေးပြစ်ပြီးတော့ဆဲဆိုနေမယ်ရက်တောက်နေမယ်ဟလာလောင်ကစားတွေလုပ်နေမယ်မကောင်းပါဘူးအဲမကောင်းတာတွေလိုက်စားမယ်ဆိုရင်အဲ့ဒီယောက်ျားလေးကမြင်ရတယ်ဆိုမလားအယောက်ျားလေးပြစ်ပြီးတော့မနာလိုစိတ်တွေဝန်တိုစိတ်တွေဟလာကောက်ချစ်တဲ့စိတ်တွေမွေးမြူနေဆိုရင်ရောအဲဟလာမမြင်ရဘူးလေဟောပြောနေတာကတော့သူကမနာ သူအာဟုလိုစိတ်တွေဖြစ်တယ်ဆိုတာမမြင်မြတ်ဘူးဒီလိုပြောတာငရေကြီးတယ်အပြစ်ရှိတယ်ပြောတာကုလိုရတယ်ဆိုတာလေကွာမှတ်တာသမီးမစားလို့ကုလိုရတာလားအကျွတ်အစာရမဲ့တယ်အစာနဲ့ပတ်သက်တဲ့လောဘကိုစွန့်ပြီးတော့ဟာမစားဘဲနဲ့နေလိုက်တော့အာလောဘစိတ်ပြစ်မှာကုလိုရတာလားဟမ်အာလောဘစိတ်ပြစ်လို့ကုလိုရတာဟာဟာသို့ဒီပဲဟာ တချို့တွေလှခြင်းပါခြင်းနဲ့အဲ့ဒါရင်မွေးတွေလုပ်တယ်တချင်းတွေနားထောင်တယ်ပေါ့အပျော်ပါလိုက်စားတယ်ဆိုတာတခြားသာလောဘစိတ်ပဲလားအဲဒါလေးကမလုပ်တော့ဘူးရှောင်ကျင်တယ်ဆိုတော့တခြားသာလောဘစိတ်ကိုဆွံ့လိုက်တာပဲလားလောဘစိတ်ကိုဆွံ့လိုက်တော့ဘာစိတ်မှမရှိတာလားအာလောဘစိတ်ဖြစ်ပေါ်လာတာလားအဲပြောရင်တော့ကတော့အာလောဘစိတ်အာလောဒစိတ်အမောစိတ်တွေဖြစ်မှာပါဖြစ်မှာလေကုသိုလ်ရမှာဟဟဟုတ်လားအခုဆရာတင်လာတဲ့နေရာမှာပါတယ်ကံကုသိုလ်နဲ့ ဉာဏ်ကုသိုလ်မှာဆိုကံကုသိုလ်ဆိုတာကတော့အာလောဘစိတ်နဲ့အာလောဒစိတ်တွေဖြစ်ရင်ပါလေကံကုသိုလ်ဖြစ်တယ်အဲ့ဒါအခုဆရာကြီးတို့ညာသာမစားဘူးအဲ့ဒါပန်းတဲ့သားတွေမလိမ့်ဘူးအဲ့ဒါစတည်ပြီးမို့ဆောင်းတိန်မှုတွေမလုပ်ဘူးသားလောက်တာအဒေါ်တာတော့ပြိမဲ့စိတ်မဆိုးဘူးအဲ့ဒါတိခန်နေအဲ့ဒါသူများပစ္စည်းကိုမကိုးဘူးဆိုတော့သူများပစ္စည်းကိုးတယ်ဆိုတာတခြားသားလောဘကြောင့်ပဲလားသူများပစ္စည်းကိုမကိုးဘူးဆိုတာတခြားသားလောဘကိုဆောင်းတိန်လိုက်တာပဲလား အဲသူများကိုဆဲဆိုတယ်သူများအတက်ကိုတက်ချင်တယ်ဆိုတာတခြားသာဒေါသကြောင့်ပဲလားဒေါသကြောင့်ဩမဆဲတော့ပါဘူးဆိုတာစိတ်ဆိုးပြီးတော့မဆဲတော့ပါဘူးစိတ်ဆိုးပြီးတော့မတက်တော့ပါဘူးဆိုတော့ဆိုတော့တခြားသာဒေါသကိုဆွံ့လို့လိုက်တာပဲလားဒေါသကိုဆွံ့လို့လိုက်တော့မဆိတ်ဖြစ်သွားတယ်အာဒေါသဖြစ်ဖြစ်သွားတယ်ပြောရင်းကတော့ကုလို့ရတယ်ဆိုတာကသမင်းမစားလို့ကုလို့ရတာမဟုတ်ဘူးမဟုတ်ဘူးဘာကြောင့်ကုလို့ရတယ် အဲစားခြင်းနဲ့အလိုလောဘတွေလှုပ်ခြင်းနဲ့အလိုလောဘတွေကိုဆွန့်လွတ်လိုက်တော့အာလောဘစိတ်ဖြစ်ပြီးတော့ကုလို့ရတာတချို့တရားတိုင်ရင်မလှုပ်နဲ့လို့မပြောဘူးလားပြောလားအဲလှုပ်ရင်ကုလို့ရလားမလှုပ်ရင်ကုလို့ရလားဟာကိုယ်လှုပ်ရင်ကုလို့ရလားမလှုပ်ရင်ကုလို့ရလားဟာမလှုပ်ရင်ကုလို့ရရဲ့တချို့ဆေးရုံမောကလူမမာတွေလေလဲပြတ်ကောလှုပ်နိုင်နေလားမလှုပ်နိုင်တော့သူတို့ကုလို့ရင်မရဘူးလား ိုကမဟမ်ဆိုကမလုံနိုင်ဘူးလို့ရရဲ့ဆိုမလုံတာလုံတာစိတ်ကဟမ်ဘယ်ကနေလုံတာလဲအဲအကိုဟလာမမန်အဲသူကများတော်ပြီးမဟုတ်ပါဘူးဆိုတော့ကိုရင်လေးဆိုရင်မလုံနဲ့ငင်းငင်းလေးဆိုရင်သူရလာမောင်းနေရသေးတာသူကတော့ဘယ်သူ့ငါးတယ်သူ့ငါးတယ် ဟုတ်လားကလေးဆိုတာတော့ဗါလေဒီကစားတာတော့ဟုတ်လားလှုပ်ရှားတာဆော့တာတော့ဗါလေသူကအာဝါရဏပါဝါရဏပါဆိုတော့လောပါပဲဒါပဲလှုပ်ချင်နေတာဆော့ချင်နေတဲ့အငြိမနေချင်ဘူးပေါ့အဲ့တော့သူကလှုပ်ရှားတာတော့ဆော့တာတော့သူကဗါလေအလိုတော်ပါနေဖြစ်နေတော့ငင်းငိမ့်နေဆိုရင်သူဗါလေဒေါသကြီးမထွက်တာဘူးလားအတို့လူပဲဆရာတော်ကလည်းအချင်းပါနေသူကဗါလေဆိုတော့ဟိုဒီကကြွကြကြတိုင်းညောင်းလာတာညောင်းလာပါလေလှုပ်ချင် ဟုတ်လားညာတော်မင်းတို့ကိုခါရအောင်ဆိုတော့တတ်တာကျင်တာပေါ့ဟုတ်လားအဲဇိမ်ကြကြနေကျင်တာပေါ့အဲဆရာကြီးတို့ပဲမှာပါတယ်ဥစ္စာတရားနာမဟာတရားနာဆိုတာပါလေဇိမ်ကြကြနေနေမနေဘူးဆိုတာအိဗေကတော့ကိုခါရဟုတ်လားဇိမ်ကြကြနေကျင်တဲ့အလူလောဘကိုဘာလို့လိုက်တာလဲစက်ကျင်တဲ့နေနဲ့ဟုတ်လားမလုပ်ဘူးဆိုတာပါလေခန္ဓာကိုယ်ပေါ့အလိုမလိုက်ဘူးစိတ်လိုမလိုက်ဘူးဆိုတော့စိတ်လိုလိုက်တာကလောဘစိတ်လိုမလိုက်တော့အာလောဘစိတ်မဖြစ်တော့ဘူးလားဖြစ်သွားတာအဲအဲ့ဒါကကုလို့ရတာမလုပ်လို့ကုလို့ရတာမျိုး မဟုတ်ဘူးဟဲ့လားတနည်းအားဖြင့်အာလောဘစိတ်အာဒေါသစိတ်တွေဖြစ်တာကိုဘာလို့ခေါ်ရလဲကံကုလို့အာမောဟဆိုတဲ့ဟဲ့လားမောဟဆိုတာတခြားသာအမှန်မသိတာပဲလားဟဲ့လားအရေးကိုအကောင်မတင်ဘူးလားတင်လားအဲအရေးကိုအကောင်တင်ပြီးတော့အတိတွေမှားနေရင်တော့ဘာလို့ခေါ်ရလဲမောဟအဲ့တော့အတိမှန်အောင်အဲ့တော့ဆိုတော့စိတ်တွေရုပ်တွေအကြောင်းကိုအာယုတွေအကြောင်းကို အမှန်မှန်ကန်ကန်သိသွားပြီဆိုရင်တော့ကံကုလို့ဖြစ်တာလားညာကုလို့ဖြစ်တာလား ဉာဏ်ကုသိုလ်ပါလေဖြစ်သွားတယ်အဲ့တော့ဒီကအဲအဲ့ဒါဆရာကြီးညဉာဏ်ကုသိုလ်ဖြစ်လားမဖြစ်လားဒါနည်းနည်းဆရာကြီးအခုစဉ်ကပုံမြင်လေးတစ်ပုဒ်ပြောပြီးတော့ဒါနည်းနည်းမေးကြည့်မယ်ဖြည့်ကြည့်နော်အဲ့ဆက်ကြည့်မယ်ဟဲ့လားသူဆရာတို့ဟဲ့လားဆိုတော့ဒါခဏခဏမေးနေတယ်ဟဲ့လားနေဘူးလားကောင်းလားလားမိုးရတာကောင်းလားလားအဲဒီလိုပါပါဟုတ်ပြီဒါပေမဲ့ဟဲ့လားဘယ်မှာပူကောင်းတာမဟုတ်ဘူးဒါပေမဲ့ဆရာတို့ပြောမှာပေါ့ဟဲ့လားမြေရန်ကန်ကောင်းတယ်ကန်ဆိုးတယ်မပြောကြဘူးဒါပြောကြတာ အဲ့တော့ပုံမြင်လေးထဲမှာပေါ့လေဟဲ့လားအဲ့တော့ဆရာကြီးတို့ကလိုက်ကြွပြရမယ်အခုဆရာပုံမြင်လေးထဲမှာအဖြစ်ပြက်တွေကိုပြောတဲ့အခါမှာကံကောင်းတာလားကံဆူးတာလားဆိုလိုက်ကြွပါတော့မလဲပြောရမယ်မှန်လားမှန်လားကြည့်တယ်အဲ့တော့မှန်ရင်ဆူးကြမှာမှန်ရင်တော့မရဘူးအဲ့တော့အဲ့ဒါသာဘာနှစ်ယောက်ရှိရဲ့တဲ့။ဘာရှိလဲ?သာဘာနှစ်ယောက်။အဲသာဘာနှစ်ယောက်မှာဆိုမြင်းတဲ့ကောင်လေးရှိတယ်တဲ့။ဘာရှိလဲ?မြင်းတဲ့ကောင်။အဲမြင်းတဲ့ကောင်လေးနဲ့သူတို့ကအဲ့ဒါမြင်းလေးနဲ့မြင်းလေးမောင်းပြီးသူက ဟုတ်လားအဲရှာဖွေစားကြပါကြတော့ဒီနေ့ကတော့အဲ့ညင်းလေးဟူသွားတောစားမှာပေါ့ခြေတိုင်းနဲ့ကျူးကပြီးပြီးတော့မြင်းလေးရသွားတယ်ဆိုတော့တောထဲကိုဝင်သွားတယ်ဘယ်လိုဝင်သွားလဲအဲ့မြင်းလေးကတခြားလားပျောက်သွားရပဲလားပျောက်သွားတော့သူမြင်းလေးမောင်းပြီးတော့စားလို့ရတယ်လားမရတော့ဘူးလားအဲ့တော့ဒီနေ့ကမြင်းလေးတောထဲဝင်သွားတာသူတို့ကကန်ကောင်းတာလားကန်ဆိုးတာလားဩကန်ဆိုးတာဆိုတော့စိတ်ကြီးနေကြတာပေါ့ဟုတ်လား အဲ့တော့သူ့ဖေကြီးကတော့စဉ်းစားတယ်ဩကန်ဆူတာဆိုတော့ငါဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးတော့အဲဒါပေမဲ့နောက်၄၅ရက်လောက်ကြာတော့အဲ့ဒီတောဝင်သွားတဲ့မြင်းလေးဟာတဲ့တွေ့ပါလေဆိုတော့ပြန်ပြီးတော့တွေ့ပါလေအဲ့ဒါမျက်စိတွေဆိုတော့ပြန်ပြီးတော့သူတို့စီကိုပြန်ပြီးတော့မရောက်တာဘူးလားရောက်လာတာရောက်လာတယ်ရောက်လာတယ်ဒီကတော့တော်ထဲမှာသူကနောက်ကျမြင်းရိုင်းပေါ့ဟဟလားသူတို့မြင်းကမြင်းမလေးဖြစ်တာဖြစ်တယ်ဟဟလားသူကနောက်ကျမြင်းရိုင်းအထီးလေးတကောင်မှခေါ်ပြီးတော့မရောက်တာဘူးလားရောက်လာတာရောက်လာတော့ ဟာသူ့ဇာဝနှစ်ယောက်ကပျော်ရတာစိတ်ညစ်သွားတာအဲဘာလို့ပျော်လဲဆိုတော့သူတို့မြင်လေပျောက်သွားတာဟာနောက်ကျမြင်တဲ့ကောင်ခေါ်လာဖို့မဖြစ်လာဘူးသားဟလာအဲ့တော့ဒါဆိုမြင်လေပျောက်သွားတာဟာကံကောင်းတာလားနောက်ကျမြင်တဲ့ကောင်ခေါ်လာဖို့ဖြစ်လာတာပဲလားအာနောက်ကျမြင်းကောင်ကြီးခေါ်လေးခေါ်တာရော သူတို့ကမပြောကြဘူးလား။ဒါဆိုနောက်ကျမြင်းကောင်ရတာပျော်စရာလားစိတ်ညစ်စရာလားကံကောင်းတာလားကံဆိုးတာလား။ဟာကံကောင်းတာဆိုပြီးတော့မပြောသေးဘူးလားပြောနေတာ။ ြောနေတယ်အာဝါဒီမြင်းနဲ့ကောင်ရတာတော့ဟာငါတို့ဥပါတယ်အခုမြင်းနဲ့ကောင်ကိုငါတို့မြင်းလဲမောင်းရတယ်နောက်မြင်းနဲ့ကောင်ရတော့နောက်ကျပါတယ်မြင်းနဲ့ကောင်နဲ့ငါတို့မြင်းမြင်းလဲနှစ်လဲဆွဲတော့ငါတို့ပတ်သက်ပြီးပူရမှာပဲဆိုပြီးတော့အဲ့မြင်းကိုတို့ရပါတယ်မြင်းလဲဆွဲမယ်ဆိုပြီးတော့ဒီတိုင်းဆွဲလို့ရမှလားမြင်းကိုတို့ကရင်ကြီးအောင်လုပ်ရမှာပဲလားရင်ရောက်လုံးမယ်ဆိုပြီးအဲ့ညင်းအောင်သူကရင်ကြီးအောင်လုပ်ဖို့ဆိုပြီးတော့သူကခါလေးဖမ်းပြီးတော့သူကရင်ကြီးအောင်ပေါ့လေအဲ့ဒါအဲ့ညင်းကိုစီးပြီးတော့မလေးကျင်လာနေကျင်လား လေးကြည့်သွားရင်မှသူသားကမြင်းပေါ်တက်ပြီးတော့စီးရင်းနဲ့ပဲအဲသူကမြင်းရိုင်းလေးဆိုတော့တက်ပြီးလဲစီးလဲစီးတော့မြင်းကမတက်ရလိုက်တာဘာလို့လိုက်တာလဲအဲမတက်ရလိုက်တာဟုတ်လားတက်ပြီးတော့ခုံနေခုံရောအဲ့ဒီသူ့ရဲ့သားကမြင်းပေါ်ကပြုတ်ကျပြီးတော့တခြားသားပေါင်ကျိုးသွားရပါလားပေါင်ကျိုးသွားတယ်ဘာကျိုးသွားလဲဟောဒါဆိုရင်မြင်းကောင်ရတာလားကံကောင်းတာလားပေါင်ကျိုးဖို့ဖြစ်တာလားပေါင်ကျိုးတာကံကောင်းတာလားကံဆိုးတာလား ဟုတ်လားအော်သူကအဲမြောက်မြင်းတစ်ကောင်ရတာပါလေကြံကောင်းတယ်လို့ကျင်တာအခုတော့အဲ့ရင်ရမှာပဲတခြားသာပေါင်ကျိုးသွားတာပဲလားအပေါင်ကျိုးတာကြံကောင်းတာလားကြံဆိုးတာလားကြံဆိုးတယ်ဟဲ့လားကြံဆိုးတော့ဟာငါတော့ဒုက္ခိတဖြစ်ပါပြီဆိုပြီးတော့အဆရာဝန်ကြီးကပြတော့ရှင်အနည်းဆုံး၃နှစ်လောက်တော့ပါလေစိတ်ကူရမယ်နိုင်ရှောက်လို့ရမှာမရဘူးလားအဲတောင်းနေတော့လိုင်းလျှောက်လို့မရဘူးဆိုတော့ကံကောင်းတာကံဆိုးတာလားအဲကံဆိုးတာ စိတ်ကြီးညင့်နေတာပေါ့အဲ့ဒီမှာပဲသွားသွားလို့ပဲအခုခေတ်ဆိုရင်ပေါ်တာမဆွဲမသားဆွဲတာအဲတိုင်းမှာစိတ်ကြီးဖြစ်တော့အဲ့ဒါယောက်ျားလေးမှန်တယ်များအကုန်မတော်ရမယ်ဆွဲတော့ဟာစိတ်ထဲဝင်ရမယ်ဆိုတော့ဒီအဲ့ဒါအဲ့တော့ယူရီယာစိတ်ထဲဝင်နေတာကြားရတာမဝင်ညင်ကြဘူးလားမဝင်ညင်ပါလားစိတ်ထဲဝင်နေဆိုရင်အရင်စိတ်မညင်ကြဘူးလားဘာလို့စိတ်ညင်ကြရလဲအဲ့စိတ်ထဲဝင်ဟုတ်တယ်တရားပါဆိုလို့ဟုတ်တယ် အဲအဲ့မှာလေသူတို့ကစိတ်ထဲမှာလေသူတို့တိုင်းပြည်မှာလေစိတ်တွေဖြစ်တော့အာရွာတွေကလူတွေအကုန်လုံးပေါ့ဟလာအဲယောက်ျားလေးတွေအဲတန်သွန်းတဲ့လူတွေအကုန်လုံးစိတ်ထဲဝင်ရမယ်ဆိုပြီးတော့ဟလာအကုန်လိုက်ပေါ်တော့တခြားရွာလူရွာသားတွေအကုန်စိတ်ထဲမှာလိုက်ရအောင်လားလိုက်ရတာလိုက်ရတော့စိတ်တွေညစ်ကြတာပေါ့အဲသူတို့အေုံနဲ့ရောက်တဲ့ရောက်တော့သူ့အဖေကကျတော့အတက်ကြီးလို့စိတ်ထဲရဲ့ခေါ်လားမခေါ်ဘူးလားအတက်ကြီးရောစိတ်ထဲကိုပါလေမခေါ်တော့ဘူးအာသူသားကလေပေါင်ကျိုးနေတော့စိတ်ထဲကိုခေါ်သေးလား ခေါ်တော့ဘူးဒါဆိုပေါ့ကျိုးတာခက်ကောင်းတာလားခက်ဆိုးတာလားဟမ်စိတ်ထဲကိုလည်းရတာမလည်းရဘူးလားအဲဒါပြီပေါင်ကျိုးတာစိတ်ထဲမလိုက်ရတော့ခံကောင်းတာလားခံဆိုးတာလားလို့ဟာဆိုးသွားတော့ပေါင်ကျိုးတာပါလေအခုရပါပြီတော့ရပြီဟာပေါင်ကျိုးရဲ့စိတ်ထဲမှာနေတော့မလိမ့်စစ်တာတော့ဟမ်ဒီသွားနိုင်နေပြီအဲဒီသွားနိုင်နေပြီအဲ့တော့ပေါင်ကျိုးနေတော့အဲ့ဒါစိတ်ထဲလိုက်ရဒီလားမလိုက်ရဘူးလား ဟောဒီတော့ပေါင်ကျိုးနေတဲ့ဖြစ်ဟာကံကောင်းတာလားကံဆိုးတာလားလို့ဟမ်ဟောကံကောင်းတာဖြစ်တော့အဲဒါဆိုရင်စောစောကတော့ကံပေါင်ကျိုးတာကိုဘာလို့ကံဆိုးတယ်လို့ပြောရတယ်စောစောကကဲမပြေနိုင်တော့ဘူးကြည့်စုတော့မရတော့ ဟာအဲလူတွေကဟဲ့လားတခါလေဒုက္ခဖြစ်တာပဲဖြစ်ဖြစ်ပေါ့ဟဲ့လားသူကကန့်စိုးတယ်လို့ထင်ကြတာဟာဟဲ့လားအဲတော့တကယ်တော့ဒါပါတော့တကျိုးဆိုရင်စိတ်ညစ်လို့ပါလေရိတ်တာတွေဘာမှရောက်ပြီးတော့မလာဘူးလားလာလားအဲ့လားအဲ့ရောစိတ်ညစ်ပြီးတော့ရိတ်တာရောက်လာတာကန်ကောင်းတာလားကန်ဆိုးတာလားအဲ့ဟဲ့လားနောက်ဝင်ကြပြောပြမိမယ်သူကမှတ်တာ ဤအာဟုဇိတ်တွေဖြစ်ရင်လောဘစိတ်တွေဒေါသစိတ်တွေမောဟစိတ်တွေဖြစ်ရင်တရားပါတယ်ဒီကခံစိုးမှာသွားဟလာအဲတရားတွေရိတ်တာရောက်ပြီးတော့ဒီလိုရိတ်တာရောက်ပြီးတော့လေဟလာလောဘတွေဒေါသတွေမောဟတွေဖြစ်နေရင်လည်းခံကောင်းတယ်လို့ဆိုလို့ရပါမလားအဲဟိုရိတ်တာရောက်ပြီးတော့မှတရားဉာဏ်တွေဖြစ်မှဟလာအာလောဘစိတ်တွေအာဒေါသစိတ်တွေအာမောဟစိတ်တွေဖြစ်မှပါလိမ့်လားလေခံကောင်းတယ်လို့ဆိုလို့ရပါလိမ့်အဲဒါလူရဟိုဖြစ်ရတဲ့ခုကိုပဲကြည့်ပြီးတော့ခံကောင်းတယ်ခံစိုးတယ်လို့ပြောလို့ရပါမလား မရဘူးအဲ့ဒါအကျိုးတိကျစားတွေကပါလေဒီကျားတို့ဝိပဿနာဆရာကြီးဥကိုအင်္ဂါဆိုတာကြားဘူးလားကြားဘူးလား yes ရုပ်ကြီးပါဝိပဿနာဆရာကြီးဥကိုအင်္ဂါဆိုရင်သူကအရင်ကဟိန္ဒူလူမျိုးကြီးဟိန္ဒူလူမျိုးသူကအဲ့ဒါသူကဒီဗန္ဓုလဆောင်ဆက်ကြီးအရင်ကသူကအာပိုင်ရှင်ကြီးပေါ့သူကသူကသူကစီးပွားရေးတွေဒါတောင်းကျမ်းတာပေါ့ကြီးကအစီဝါရေးတောင်းကျမ်းရင်းနဲ့အဲသူကပြောရင်တော့ဒီပတ်စံကြီးရဖို့ပဲအမြဲစဉ်းစားနေတော့နောက်ပိုင်းကျတော့ တခြားသာဘောင်းကိုက်ဝေဒနာဆွဲကတ်လာတာပဲလားဘောင်းကိုက်ဝေဒနာဆွဲကတ်တာဘောင်းကိုက်ဝေဒနာဆွဲကတ်လာတော့ဘာဖြစ်လဲဆိုတော့ဆေးပေါင်းလုံးနဲ့ကုလာဖို့မရဘူးနေရတော့အဲ့ဒါနောက်ဆုံးကျတော့သူ့မိတ်ဆွေတယောက်ကမင်းဆေးပေါင်းလုံးနဲ့ကုလာမရဘူးဒါဆိုရင်မင်းဘာလုပ်မလဲဆိုတော့တရားဟုတ်လားအားထုတ်ကြည့်ပါလားဆိုပြီးတော့ဆရာကြီးဥပကေစီမှာသူကတရားလာပြီးတော့တရားမထိုင်ဘူးလားထိုင်တာတိုင်းနေတိုင်းတော့သူကနောက်ပိုင်းကျတော့တရားအားထုတ်ပြစ်သွားတာပေါ့လေတရားထုတ်ပြစ်ပြီးတော့မှနောက်ဆုံးသူကတရားရည်လေးသူကဟုတ်လား ထိုးသွင်းပြီးတော့ကြည့်သွားတရားတွေကရသွားတော့ရသွားတော့သူကနောက်ပိုင်းကျတော့တရားပြဆရာကြီးပါပဲတရားဥဒ္ဓါပြည်ပြီးတော့နိုင်ငံခြားသားတွေတော့မှတော့တရားလိုက်ပြီးတော့ပါလေအခုဟုတ်လားပြခဲ့တာပါလေအခုကတော့ကွဲလို့သားပြီပေါ့ဟုတ်လားဒါဆိုရင်သူကဒီဝေဒနာတရားတွေဒီဟုတ်လားဒီနောက်ဆုံးတရားရသွားတယ်ဆိုတာတခြားလားခေါင်းကယောဂကိုအကြောင်းပြုပြီးတော့မှတရားစကားကိုမရောက်တာဥဒ္ဓါရောက်လာတာအဲဒီကသူခေါင်းကိုက်တယ်နဲ့အဲ့ဒါစီးပွားရေးတွေအဆင်ပြေကျမကြီးတွေကောင်းနေရင်တရားတွေးပါမလား တရားရပါမလားအဲဒါဆိုရင်ခေါင်းကိုက်တာပဲအဲတရားတွေ့ဖို့အကြောင်းတရားမဖြစ်တာဘူးလားဖြစ်လာတာဖြစ်လာပါဘူးတော့ဒီခါဒီအဲ့ဒါကိုယ်အစင်မပြေတာတွေရတယ်အဲ့ဒါတရားတွေ့ဖို့ဟဲ့လားဒီနေ့အမြင်ဟဲ့လားခေါင်းကျိုးတွေကြုံရဖို့ဖြစ်လာနိုင်တာမျိုးမဖြစ်ဘူးလားဖြစ်လာဖြစ်ပါတယ်အဲဖြစ်လာတယ်ဟဲ့လားဒီလိုလေးသိရမယ်ပေါ့ဟုတ်နော်အဲဒီနေ့အမြင်ပေါ့ဟဲ့လားဒီလိုသိရမှာကဟဲ့လားကံကောင်းတယ်ကံဆိုးတယ်ဆိုတာတွေရတယ်ဟဲ့လား ီကတော့လူတွေပြောတဲ့ဟာတမယာတိချင်းနာမကောင်းဘူးဘိုးရကမကောင်းဘူးနေပူရာကောင်းနေအဲ့ဒါဒီဗရာဇာကြီးပဲဆိုပါစို့ဗရာဇာကြီးကြားမိလားအဲဗရာဇာကြီးကသူ့လင်နေအဲ့ဒါသူ့ရဲ့ခင်မောနေသူ့သားသမီးတွေမတည်သွားဘူးလားတည်သွားလားတည်သွားတယ်အဲတည်သွားတော့သူကဘာဖြစ်သွားလဲသိလားဟမ်ယူတလူဖြစ်သွားတယ်အဲယူတလူဖြစ်သွားတယ်ဒါပေမဲ့ယူတလူဖြစ်သွားပြီးတော့မှရှောက်သွားရင်လည်းသူကဘယ်လိုနဲ့တွေ့သွားရလဲ နဲ့တွေ့ဘုရားနဲ့တွေ့သွားတယ်ဘုရားနဲ့တွေ့ပြီးတော့မှဟဲ့လားတရားကိုနာပြီးတော့မှနောက်ပိုင်းတရားတွေလည်းဟဲ့လားလေးတာကျင့်ကြံတော့နောက်ဆုံးဗရဏကြီးကဘာဖြစ်သွားလဲဟိလားယဟန်နာပါကြီးဖြစ်သွားတယ်သူကတင်သူကတဘိုးရမှာလားမသိဘူးသူကဟဲ့လားအတော်ဆုံးတော့ယဟန်နာပါကြီးသူကဖြစ်သွားတယ်ဟဲ့လားဒီကသူသားသမီးတွေနဲ့သူကပျော်ပျော်ပါးပါဟဲ့လားလောကီမှာပဲပျော်ပါးနေတယ်ဆိုရင်ယဟန်နာပါကြီးဖြစ်ပါမလားဖြစ်ပါဘူးဖြစ်ဘူးဒါတခါလေး ကံဆိုးတာကလည်းတခြားလားကံကောင်းမှုဖြစ်လာတာပဲလားကံဆိုးတာလည်းကံကောင်းအဲအဲဆိုတော့ပုံမြင်လေးကအဲ့ဒါပဲလေမြင်းလေးပြောက်သွားတယ်ဆိုတာကနောက်မြင်းလေးကောင်ရဖို့ပဲလားကံကောင်းမှုဖြစ်လာတယ်အမြင်းကောင်ရတယ်ဆိုတော့ကံကောင်းတယ်ဆိုတာကလည်းပေါက်ကျိုးမှုမဖြစ်သွားပြန်ဘူးလားဒါကဒီကိုကံကောင်းတယ်တင်တာလည်းပါလေကံဆိုးမှုတွေဖြစ်လာတာအကြမ်းမိတ်ဆွေတယောက်ဆိုရင်အရင်တော့ဆရာတို့1900နဲ့90လောက်မှာအဲ့တော့အဲ့တော့မော်တော်ကားကြီးမှဒီအဲ့တော့ public car တွေ အော်အဲဘောကားတိမှာသူက3သိန်း4သိန်းပဲရှိတယ်ပပလီကာတွေ1990ခုနှစ်ကဆိုတော့အခုငွေရဲ့35နှစ်လောက်ကအဲ့တော့ဒီခြေတွေကသူကတိန်းသုံးစရာအများဆုံးကအဲ့တော့တိန်းသုံးတဲ့ဒီဘောက်ရအများကြီးလေပြောရင်တော့ပပလီကာကဒါ10သိန်းလောက်ဝယ်လို့ရတယ်အဲ့ဒါဟိုက10သိန်းလောက်ဝယ်နိုင်တယ်ဆိုတော့အဲ့ဒါစူကြီးအများဆုံးပေါ့လေအတူရရင်ဟာသူပြောရင်တော့ရိုးရိုးကုမ္ပဏီဝန်ကြမ်းမဲ့ပေါ့လေတားတွေသမီးတွေနဲ့ဒီလိုပဲ ဲ့ဒါကိုဗောဒီကြက်ကြက်သေးသေးဗောဒီရုံးကန်ရတာဟောအဲ့တော့ကြီးလဲတိုးလိုက်ကောအဲ့တော့မှလည်းတင်း30ပေါက်လာတယ်အဲ့ဒါဒီနှုတ်ရဲ့ဆိုတော့ဒီကားဆယ်ကျူွယ်လို့ရတယ်အဲ့တော့ကားအဲ့တော့ရတယ်ရအောင်တော့ပါလေအဲအဲ့သူကဝန်ထမ်းဘဝကနေထွက်ထွက်ပြီးတော့ဘာလုပ်လဲဆိုတော့တွေ့နော်စီးပွားရေးလုံးလုံးပြောအဲ့မှာပတ်စံကြီးပေါ့ဒီအဲ့မှာသုံးဖြုံတာပေါ့သုံးဖြုံပြီးတော့ဟိုပြောရင်တော့ရက်တီတောက်မိမတွေလိုက်စားနောက်နောက်ပိုင်းကျတော့သူက AI ရဲ့ယောဂပြင်ပြီးတော့နောက်ဒီပေါက်ပြီးတော့ရ၄၅နှစ်တည်းမှာပဲ အပျော်ပါးတွေလိုက်စားပြီးတော့ဘာဖြစ်လာလဲသိရောဒါဆိုထီပေါက်တာကံကောင်းတာကံဆိုးတာလားဟာဟုတ်ပြီဒါကတော့ဆရာတို့ကအဲ့ဒါမမှန်တော့နေရတော့ထီပေါက်တယ်ပတ်ဆိုင်ရရဲ့ကြောင့်ကုလကံရဲ့အကျိုးပေးဒါပေမဲ့ကုလကံရဲ့အကျိုးပေးမယ်အဲ့ကုလကံရဲ့အကျိုးပေးမှာတာယာပြီးတော့ပါတယ်အပျော်ပါးတွေလိုက်စားတယ်ဆိုတော့တခြားကလောဘစိတ်တွေများပြီးတော့အာဟုလိုစိတ်တွေဖြစ်တာလားအာဟုလိုစိတ်တွေပြီးတော့ဒီအာဟုကိုအကျိုးပေးပြီးတော့တေးတာရောက်ပါဆရာတို့ တော့ဝါမှာပေါ်ဘွားဝါအဲ့ဒါတွေကကံကောင်းဖို့မျော်လင့်ရမှာလားညံကောင်းဖို့ပဲမျော်လင့်ရမှာလားကံကံကောင်းနေဆိုပြီးတော့ကပစ္စတိရအလားစီးပွားရေးတွေအစီအပြေအဲ့တော့သူကပါလေလောဘတွေပြည့်တာရပြီးတော့ပျော်ပါးတွေလိုက်စားတော့ဘွားပါဖြစ်သွားလေအဲ့အဲ့အတိညာမရှိတော့လောဘဒေါသအလိုတွေလိုက်ပြီးတော့မဖြစ်ကြရတယ်အဲ့ဒီဒုက္ခတွေမဖြစ်ကြဘူးလားဖြစ်ကြတာဒါလည်းအမှန်တရားကိုမသိ အယုံသာပညာဉာဏ်ဖြစ်ဖို့လိုတယ်ပညာဉာဏ်ဖြစ်လာပြီဆိုရင်တော့ဇာတို့ကပတ်စံရရင်လေဒီပတ်စံဟောပါတယ်ကောင်းကျိုးဖြစ်အောင်အကျိုးရှိအောင်ပါတယ်အတုံးချနိုင်တယ်ပညာဉာဏ်မရှိရင်အဲ့ပတ်စံရှိတဲ့လူအာနာရှိတဲ့လူကပိုဆိုးတယ်သူကပါလေဆိုတော့အတိတ်ဉာဏ်မှမရှိတာဘူးပတ်စံရှိရင်အဲ့ပတ်စံနဲ့သူကပါလေမောက်မာတယ်တုံ့ပြုံတယ်ပျော်ပါးရလိုက်စားတယ်ဟဲ့လားဒီဟာအတိညာမရှိတဲ့သူဟာပဿနာမရှိတာမှကောင်းမယ်ဟုတ်လားအာနာမရှိတာမှကောင်းမယ်ဘာလို့လဲဆိုတော့ပဿနာနေရှိအဲ့အတိညာမရှိတော့ကြောပါလေလုံးကျင်နိုင် လုံတော့ဟုတ်လားအတိညာရှိတဲ့လူဆိုရင်တော့ရရင်ဒီပဇံရှိလဲသူအတိညာရှိတော့သူအောင်ပြုပြအောင်လုပ်နိုင်တယ်အာနာရှိလဲဒီအာနာကိုအကြောင်းပြုပြီးတော့သူဟာအဲဟုတ်လားတိုးတက်ရတိုးတက်ကြောင်းအဲတိုင်းပြည်ပြည်သားတွေအကျိုးရှိအောင်လုပ်နိုင်တယ်အတိညာမရှိတဲ့လူအာနာရပါပြီပဇံရှိသွားပြီဆိုရင်အဲ့ဒါလောကကြီးဆင်းရဲဖို့ပဲဒါဒီဘာတော့မလဲနားရရဟုတ်လားနားနေနိုင်မလား